အားလုံးပဲမင်္ဂလာပါညာကောင်းဆက်တဲ့နေနာမှာများလဲကြိုးစိုးလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်းလေးတော့ဒိုက်တာပြင်းဒီဟာကိုတရားဆွဲဖို့ပြောလာတယ်မောင်ကျော်မျိုးမြင့်ရုပ်သံဖိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာတွဲမှာမတော်မင်းမင်းကဒိုက်တာပြင်းဒီဟာကိုဘသူတွေကတရားဆွဲဖို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့နေနာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ောက်တစ်ခုကရုပ်ရှင်လောကနဲ့ပတ်သက်လို့ရှိရင်ရုပ်ရှင်လောကကကျွေးတဲ့ထမင်းကိုစားထားပြီးတော့နော်ပို့လိုက်ပြောကျွေးတဲ့ရုပ်ရှင်လောကကျွေးတဲ့ထမင်းကိုစားထားပြီးတော့မြန်မာပြည်မှာရှိနေတော့တော့မြန်မာပြည်မြန်မာပြည်ရှိနေတော့တော့ဟိုအချောက်လိုမျိုးလေကံတစ်ချက်တော့မဟာရဲတဲ့ကောင်ကအခုပြပထွက်ပြေးသွားပြီးမှသူ့ရှေ့ကနေသူ့ပါဇက်ထက်ကနေခြေမနဲ့ကော်ထုတ်နေတော့ရုပ်ရှင်လောကသားတွေဝိုင်းကော်ထုတ်နေတော့ထမင်းတွေအတောင်းထွက်လာမှဖြစ်တဲ့ရုပ်ရှင်ပြပထွက်ပြေးသွားတဲ့ပြိဟိတရားဆိုတဲ့ကောင်ကတော့တကယ်ရုပ်ရှင်လောကတကူလုံးဖျက်ဆီးနေတာအဲ့ဒီကောင်ဖြစ်နေပြီအဲ့ရုပ်ရှင်လောကသားတွေကိုလည်းပြိဟိတရားပြောသမဲ့ငင်ခံရတဲ့အဆင့်တန်းတိ ခင်ဗျားတို့တော်တော်လေးကိုအကြောက်နေကြတာတော့ကျွန်တော်မသိဘူး။ပြေးပြီးတော့နှုတ်ချရှောက်လို့ပြောချင်ရှောက်ပြီးအပြင်ကနေရေးချင်တာပြောချင်တာပြောနေတော့ခင်ဗျားတို့ရုပ်ရှင်လောကသားတွေကတရားဆွဲထားရမှာ။ပုံမှန်တွေပြောတရားဆွဲထားရမှာအဲ့ဒီကောင်သက်တည်ကြည့်လို့ပြန်လာလဲအဲ့ကောင်ထောင်လိုက်အောင်မှာ။ဘယ်ချင်းချင်းထောင်လိုက်အောင်တရားဆွဲထားမှာမပွင့်ထားအောင်။ဟောလို့ပြေးပြီးတော့အမှုတွေအများကြီးဖွင့်ထားမှာ။အနည်းဆုံး၄၆ခုနဲ့ဝိုင်း၁၀ခု၁၅ခုလောက်ဝိုင်းဖွင့်ထားပြီးဖွင့်ထားပြီးတော့ဒီကောင်ကြီးအမှုဖွင့်ပြီးတော့နောက်ဆုံးဖြစ်နိုင်အင်တာပိုးလိုဘာလို့လဲဆိုရင်ချိတ်ဆက်ပြီးတော့အမှုကြီးလိုက်ကောက်ကက်ပြီးတော့ပြရမှာ။အမေရိကန်တို့ဘာလို့လဲရရင်လဲဆွဲဖွင့်ရသလားပေါ့ဗျာ။ဒီကောင်ရသလားအမှုဖွင့်ထားလိုက်ရင်တော့ဒီကောင်မှမဟုတ်ပြီးတော့ဒီကောင်နောက်ကျောင်းနေရာသဝန်နေမကောင်းတာတွေလည်းရှိတယ်အဖြစ်တွေလည်းအများကြီးပဲ။အဲ့ဒါကြီးအများကြီးကိုလည်းရှင်းရှင်းပြောရရင်တော့ မီဒီယာတွေပေးလိုက်ရမှာခင်ဗျားတို့ကမပြောအောင်မီဒီယာတွေပေးရမှာမီဒီယာတွေပြတော့မီဒီယာတွေရေးလိမ့်မယ်မီဒီယာတွေပြောလိမ့်မယ်အဲ့တော့မှအိုက်ကွန်ပါစပ်ပိတ်လာလိမ့်မယ်နောက်ဆုံးရှက်လာလိမ့်မယ်သူမိမနဲ့သူနဲ့ဂျာမှာခင်ဗျားပေါက်တက်ကဖြစ်တဲ့ကိစ္စပေါ့များသောရှိတယ်သူမိသားစုဂျာမှာဖြစ်တဲ့ကိစ္စပေါ့များသောရှိတယ်ပြီးတော့သူရုပ်ရှင်လောကမှာဖြတ်ညက်ဟိုဖြတ်ဆတ်ရဆတ်လုပ်တဲ့ကိစ္စလည်းနေအများကြီးရှိတယ်အဲ့ဒါတွေခင်ဗျားတို့မီဒီယာတွေပေးရမှာ ဒီကောင်အဲ့လိုလုပ်တာထိနှိုင်းကျဲနေတာကိုလူမြန်ရှင်တို့ကသာငြိမ်ခံနေကြတာကျွန်တော်တော်အားသေးတယ်တော်အားသေးတယ်။ဘာကြောင့်လဲဘာကြောင့်လဲတော့ကျွန်တော်မသိဘူး။နော်ပြောချင်တာအရင်ကြောက်နေတာတော့မကောင်းဘူးပြောချင်တာပြန်ပြောဖို့လိုတယ်ဒီနေရာမှာတော့ဘူပါကြီးကတော့ချဲတာတော့သူကထိဆုံးအောင်သူသူ့တော့အဲ့ဒီချက်တော့တိုက်တယ်ကိုင်တော့ပြန်ပြဲတာပဲပြန်ပြဲတာပဲသူလည်းအဲ့တော့မှဒီခေါင်းလေးနဲ့ဟောပြသွားတာပေါ့နော်ချက်သွားတာအဲ့ဒါမျိုးဆိုတော့ပြေးပြီးပြောချင်တာပြောရေးချင်တာရေးပြီးတော့ဟိုကနေ YouTube ကနေပတ်ဆိုင်ရတာလေးရှာစားတယ်သူခင်ဗျားလည်းကြည့်ရတာပြီးတော့မှဂျန်နေခဲ့တယ်ဟိုမှာအမေရိကန်မှာသူကလည်းလောက်ကန်ရှာဖို့စားတော့တာထမင်းလည်းရှာစားတတ်တော့ဘာလို့တော့ तू ကအဆင့်တန်းနေပါတဲ့ဒရိုက်တာဖြစ်တယ်လေအဆင့်တန်းမရှိဘူးလေခင်ဗျာ तू အနေထားအမေရိကမှာရုပ်ရှင်ကားရိုက်ဖို့မပြောနဲ့ခင်ဗျားလည်းကြောင်ညာကားရိုက်ဖို့မပြောနဲ့သူ့ဟာကတော့ပဲသူ့တော့ဘာကောင်းမှမသိဘူးအမေရိကလူတွေဘာကောင်းမှမသိတော့ဘုရားဗန်နီးယားမှာတိုးလို့လည်းမရဘူးသူ့သားတကယ်ရေရှိရှိတဲ့ရိုက်တာတောက်ဖြစ်တယ်ဆိုရင်အမေရိကဟောလိဝုဒ်ကလည်းသူ့ယူသုံးမှာခေါ်သုံးမှာပေါ့ဟောလိဝုဒ်မပြောနဲ့ခင်ဗျားအာရှအာဆီယံဆင်မှာတော့ဒီကောင်လာပြီးတန်းမတိုးနိုင်ဘူးအဲ့တော့သဘောကဘာလဲဆိုတော့ဒီကောင်စင်တာမရှိဘူးနှိပ်ပါတယ်နှိပ်ကြတယ်လူပညာနဲ့ပတ်သက်ဒီကောင်တော်တော်စင်တာနှိပ်နေကောင်းဆိုတော့ကိုနိုင်ငံတကာကဒီကောင်နိုင်ငံထွက်တော်မှာကျွန်တော်တို့သဘောသွားတာရှိတော့ကဒီမှာရှိနေတော့တော့ဒီကောင်တော်တယ်လို့ထင်ကောင်ထင်ခဲ့တာနိုင်ငံတကာထွက်တော်မှာဒီကောင်စင်တာတော်နှိပ်နေတော့သိရတယ်။ဟောသိရတယ်အမှုပညာစင်တာနှိပ်နေလို့သိရတယ်။ဒါနဲ့ပုံဆိုးသွားတာကဘာထပ်နှိပ်လဲဆိုတော့ ဒီ YouTube ကနေပြီးတော့သူများတွေကိုဘလိမ်ပြီးတော့ပတ်စံရှာစားတဲ့အဆင့်ရောက်သွားတယ်ဆိုတော့တော်တော်ကိုဟိုဘာလဲအစတော့ Director အဆင့်ပြအခုတော့ဘာလဲ YouTube ကနေသူများဘိမ်ဘလိမ်ပြီးပတ်စံရှာစားတဲ့အဆင့်ရောက်သွားတာနောက်ကျရင်လမ်းပြနေခွက်ဆွဲတောင်းစားတဲ့အဆင့်ရောက်ဦးမှာခင်ဗျာ YouTube ကမရှိရင်အဲ့ကောခွက်ဆွဲတောင်းစားတဲ့အဆင့်ရောက်မှာဟိုမှာ sushi လိမ့်လိမ့်မလိမ့်ခွက်ဆွဲတောင်းစားတဲ့အဆင့်ရောက်မှာအဲ့ဒီအဆင့်တန်းမျိုးပြတော့တွေ့ရတယ်ဆိုတော့အခုလည်းလူပြန်ရှင်နေအုပ်စုတွေပြန်မဖြစ်နေပြီးတော့ကိုပိုင်းရင်းရှင်းမရှိတဲ့ခါကျတော့ကျွန်တော်တို့ video file လို့ဖြတ်ညက်ကတ်လို့ဟိုကတ်ဒီကတ်ဟိုလူဟာကောက်ပြောဒီလူဟာကောက်ပြောနေတဲ့ ါဘာကောင်းမလို့ဒီဖြစ်နေသူ့ကိုသူသူ့ကိုသူဘာကောင်းမလို့ဒီသူဖြစ်နေပြီ YouTuber အဆင့်လည်းမဟုတ် YouTuber အဆင့်ဆိုတာကအဆင့်တန်းရှိတဲ့ဇာတ်တွေကိုပြောတယ် YouTuber က knowledge ရမယ်လူတွေကို knowledge အသိပညာတိုးမယ်ဇာတ်တွေကိုပြောတာက YouTuber အဆင့်လူတွေကိုအတွေ့အကြုံယူစာပိုင်းဆိုင်ရာ mindset တွေအများကြီးချိန်ပေးနိုင်တာကဟို YouTuber အဆင့်သူ့ဟာ YouTuber လည်းမဟုတ်ဘူးဘာလို့ဆိုတော့ YouTube ကနေလှုပ်ရှားတဲ့ကောင်အဆင့်ဖြစ်သွားတာ clickbait တွေအဆင့်ဘာကောင်းမလို့ဒီရဲ့တကယ်ကိုဘာလို့ဟိုဟို audience အဆင့်ဖြစ်သွားတာ YouTube မှာ audience အဆင့်ဖြစ်သွားတာတကယ်ဖြစ်သွားတာအဲ့သူ့ကိုသူတော့သူမသိဘူးဘေးကလူကြီးကသူသူ့ကိုသူမသိဘူးအဲ့သူကတော့ YouTube ရရပတ်စံသူ့ကို YouTube ဘာလို့သူထင်တယ်လိုရဲနေတယ် တမရီဖက်ညက်ကနေလှုပ်စားတဲ့ဘောကရောက်နေတယ်ပြောတော့ဒရိုက်တာလေအခုတော့တမရီဖက်ညက်ကရိုက်စားတဲ့ဘောကရောက်သွားတယ်ဆိုတာစဉ်းစားကြည့်ပါဗျာကျွန်တော်တို့ကတခြားနိုင်ငံထောက်တော့လို့ရှိရင်ဘာဖြစ်လို့လဲအများပြည်သူကိုပြောလို့ရတဲ့ issue ပေါင်းများပါစိုက်ပျိုးရေးပြောမလားဂျမ်းမာရေးလူမှုရေးနိုင်ငံရေးစီးပွားရေးတိုက်တဲ့ခဏလာခဲ့ကျွန်တော်တို့ကလက်တန်းပြန်ပြီးတော့ပြန်ပြောပြီးတော့တကယ့်ကိုလူတွေကို knowledge ပေးပြီးတော့ YouTube ကနေ YouTuber လောက်စားလို့ရတယ်ကျွန်တော်တို့ကဒီကောဘလောက်စဉ်းစားရှိလဲမရှိလဲအဲ့ဒါအဖြေပဲအဲ့ဒါအဖြေပဲအဲ့ဒါကြောင့်တခြားကြရင်ကျွန်တော်တို့မြန်မာပြည်ကချိုးသောလူမျိုးရဲ့ရှင်တွေစဉ်းစားနိုင်ငံထောက်တော့တော့ပေါ်သွားတာပဲဘာအဆောက်အအုံမှမရှိဘူးဆိုတော့ပေါ်သွားတာအဲ့ဒါပဲအဲ့ဒါပဲเนาะပြောချင်တာเนาะဒါပေမဲ့လူမျိုးရဲ့ရှင်တွေနဲ့ပတ်သက်လို့ဆက်ဆက်လို့ကြိုးလို့ပြောတာပါနောက်တစ်ခုကတော့ဒီ ဘာရှိလဲဆိုတော့နောက်တစ်ခါဒီ search to ကိစ္စပေါ့နော် search to ကိစ္စဆိုတာချမ်းမပါဘူးဒီဟို BGF ကနိုင်မောင်ဆိုတော့ဒါမနေ့ကသူပြောပါတယ်ဟိုသူ့ search to ရမပြေးပါဘူးတဲ့ပြေးစရာအကြောင်းမရှိဘူးမပြေးဘူးပေါ့ဗျာအဲသူဒါမျိုးပြောထားတယ်ဘာလို့မပြေးဘူးလို့ပြောလဲမင်းပြေးတယ်လို့အားလုံးကဝိုင်းမရှိနေကြလို့ပေါ့ဗျာဟုတ်လားပြေးတယ်လို့ပြောနေကြတာပေါ့ဆိုတော့တချို့ကကြီးပြောနေကြတာပေါ့ online မှာလည်းပြောကြတာရှိတယ်တချို့တွေ YouTube မှာပေါက်တက်ကြချက်ပြောတာရှိပေါ့မျိုးစုံပေါ့နိုင်မောင်အော်ပါလဲ BGF ကခေါင်းဆောင် search to တော့ပြေးပြီဆိုပြီးတော့သူကပြေးပြီဆိုပြီးရေးကြတော့ media တွေဟို media တွေမနေ့ကဒီစမ90နေမှာသူ control ရချင်မှာသူစကားပြောတယ် တဲ့အချိန်မှာသူကပြောလဲဆိုတော့သူတို့ရဲ့ခေါင်းဆောင်ပေါ့ဗျာအဲတော်တာသူပြောတဲ့စကားတော့ကျွန်တော်တို့အကြီးကဲရတယ်ကျွန်တော်တို့အမြင်မှာတော့အများဆွဆက်ချက်တွေအများကြီးရှိတာပေါ့လေဒါပေမဲ့မြေမှာကျွန်တော်တို့ဒီစကမ်မာလုပ်တဲ့လုပ်ငန်းမှာကိုယ်တိုင်ကိုကြပါအောင်ပတ်သက်ချက်မရှိဘူးတဲ့ကျွန်တော်ဒီမျိုးမှာလာပြီးအစားအုပ်ဆောက်တယ်အစားအုပ်မှာဟိုတယ်ဆောက်တယ်ဟိုတယ်တို့မှဘာလို့လဲကျွန်တော်တို့မသိဘူးတဲ့ကျွန်တော်တို့ဒီအချိန်မှာလည်းအခုလိုပေါ့ဆောင်ပြီးဖန်ဆီးမှုတွေရှိတယ်တဲ့ရှိတဲ့အခါကျတော့ကျွန်တော်တို့အကြီးကဲမှာဘာပြောင်းမရှိဘူးတဲ့ဘာပြစ်မှမရှိတဲ့အတွက်ပြေဖို့လည်းဘာမှမရှိဘူးလေသူ့လို့သူလုပ်နေရတဲ့သူ့ရဲ့ data ဖွံ့ဖြိုးရေးအလုပ်တွေနဲ့မအားဘူးလေကျွန်တော်တို့ညွှန်ကြားရရှိတာညွှန်ကြားပြီးကြားဖက်တတ်ပြီးပြည်သက်ဆောင်ဖို့ညွှန်ထားရတယ်ပြီးတော့ကျွန်တော်တို့ကြည့်ခဲ့တာသူ့ဟာသူလမ်းဖောက်တယ်တဲ့ ဘာသာရေးစာအုပ်တွေစောက်တယ်အဲ့ဒီဘက်တွေသွားကြည့်နေရရှိတယ်ကျွန်တော်တို့အကြီးကဘယ်မှမပြေးပါဘူးတဲ့မှန်ပါတယ်သူပြောတာမှန်ပါတယ်နော်ဟိုဟာဟိုဘုံမီစောက်ချစ်သူမပြေးပါဘူးကျွန်တော်သိပါတယ်မပြေးပါဘူးဘာလို့လဲဆိုပြေးလို့မရပါဘူးနောက်တစ်ခါတေယုတ်တရေတွေပတ်သက်လို့ရှိရင်လည်းကြိုရွှေ့ထားတာမရှိပါဘူးတဲ့သူခဏပြောတယ်ပေါ့တထေးတွေကကျွန်တော်ဆိုမနေဘူးပေါ့တထေးတွေကစိဒီညောင်တိတိလေးပါမနေပါဘူးပေါ့ဗျာသူတို့နေတာဘလို့ညာဘာညာဘာအဲ့လျှောက်ပြောတော့ပြောတော့ဗျာပြောတော့ပြောရင်တော့အခုတို့ကြားထဲမှာတို့ဖမ်းတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ပြောတော့အခုဖမ်းဖမ်းတာတော့ဒီခွေးကုတ်ကိုလည်းဝင်စီးတဲ့ခင်မှာအခါမှာဖုန်းအလုံးကြီးတောင်းနေချီမိတယ် လူလဲထောင်းလက်ချီမိတယ်ဟိုတခါဒီဆက်ပစ္စည်းတွေလဲကွန်ပျူတာတွေဆက်ဆက်ပစ္စည်းတွေမိတယ်အနိုင်မိတယ်ပေါ့မိပြီးအဲ့ဒါကိုလုံးဖမ်းပြီးတော့သူတို့လဲဒါတက်ဆန်တာဝန်ရှိသူနိုင်ငံတွေပြန်အပ်တယ်ပေါ့ဗျာအခုဒီကျွန်တော်တို့ကအိန္ဒိယဆိုလဲသူ့နိုင်ငံသားတွေမတော်တဆပါတော့မှဆိုလို့ဆိုတာမကြီးကိုတိုင်မြောက်ဒီဘန်အန်တီကိုသွားမြောက်ဒီထီသွားအဲ့လိုမြောက်ဒီမြောက်ထင်တယ်ဘန်အန်လောက်ထီသွားပြီးတော့သွားပြီးလူကြီးတွေတွေ့ဝီရှုပ်တွေတွေ့စကားပြောပြီးတော့သူ့အိန္ဒိယနိုင်ငံသားတွေကိုကာဝဆောက်ချက်ဖို့အိန္ဒိယတမကြီးရောက်သွားတာတွေ့ရတယ်ဒါမျိုးတွေပေါ့ဆိုတော့ပြောရရင်တော့ကြားပြန်ကိစ္စနဲ့ပတ်သက်ရင်အကုန်လုံးကတော့အကုန်လုံးကတော့ဟိုပြောပို့လိမ့်မယ်ဒီကာလမှာအကုန်ရှုပ်ချက်ခတ်နေရပဲဟိုဒီကာလမှာခေါင်းကိုက်ဆုံးပုံကိုပြောပါဆိုရင် ဒီတချို့ကပြောတယ်ဗိုလ်ချုပ်ကြီးမရောက်နိုင်ဘူးတွားပြအာမင်းတို့ကြားပြန်တဲ့ပတ်သက်ရင်ဗိုလ်ချုပ်ကြီးမရောက်နိုင်ဘူးပဲဟိုမသိရပြဟိုလာပြီးအမေရိကန်စစ်တပ်ကြီးကလာဖမ်းသွားတော့မယ်အတိုင်းရှောက်ပြောကြတာတွေ့ရတယ်ခမင်းအဲ့ဒီစိတ်ကူးရင်အိမ်မက်တရခုတည်းမပြီးနိုင်မစီးနိုင်ဟို27အစတည်းကဗိုလ်ချုပ်ကြီးမရောက်နိုင်ဘူးတခါတည်းအမေရိကန်စစ်တပ်ကြီးကဝင်လာပြီးအာတုပြီးနေဖမ်းတော့မယ်အတိုင်းရှောက်ပြောနေကြတာကူတီမပြီးနိုင်ဘူးဘာကိစ္စပေါ်ပေါ်ဗိုလ်ချုပ်ကြီးမရောက်နိုင်ဘူးလာဝင်ဖမ်းတော့မယ်အတိုင်းရှောက်ကြည့်တာ ICJ ICC ကိစ္စလည်းဗိုလ်ချုပ်ကြီးမရောက်နိုင်ဘူးလာဖမ်းတော့မယ်အတိုင်းပြောတယ် နော်20 21ခင်းစားတော့လည်းအာဒူဘီနဲ့လာဖမ်းတော့မလို့လို့ UN ကပဲတက်ကြီးကဝန်ကြီးဖမ်းတော့မလို့လို့လာပြောတယ်နောက်တစ်ခါ ICC ICJ ကိစ္စကြောင့်လာဖမ်းတော့မယ်ပုံစံပြောတယ်အခုကြားဖြန့်ကိစ္စကြောင့်လည်းဘုံချုပ်ကြီးမရောက်နိုင်ပဲသူတို့ကရှင်းသမျှကိစ္စအားလုံးကိုဘုံချုပ်ကြီးမရောက်နိုင်ဘူးပဲသူတို့က UAB တိုက်ခိုက်ပြောဆိုဖို့ကြိုးစူးသားတယ်ဆိုတော့ကျွန်တော်စဉ်းစားတာအဲ့ဒီလူတွေအုံနောက်ထဲမှာသူတို့အဖေတွေမိတွေပေးထည့်ပေးလိုက်တဲ့ပေးလိုက်တဲ့အုံနောက်အတိညာထက်သူ့အဖေသူ့အဖေကသူ့အမေကိုထည့်ပေးလိုက်တဲ့အုံနောက်အတိညာအစား သူ့ဖေကသူ့မျိုးထက်သူ့မိထက်ထက်ပြီးလိုက်ပြီသူတို့ထွက်လာခြင်းမှာသူတို့ခေါင်းထဲမှာစတွေးရတယ်မင်းအွန်လိုင်းမင်းအွန်လိုင်းမင်းအွန်လိုင်းအဲ့တွေးပြီးလာလားလားကျွန်တော်မသိဘူးစဉ်းစားတာနော်အဲ့လိုတွေးလာကြတာလားမသိဘူးတောက်လျှောက်ဒါပဲပြောတာတချင်လုံးဘာလို့လို့သူဘိုးချုပ်မကြီးမြောင်းလိုက်ပဲတားတာကြည့်ရတာဖေးထက်ဒီဘိုးချုပ်မကြီးမြောင်းလိုက်ပဲပိုတားနေတယ်ကြည့်ရတယ်သူတို့ဖေကဘိုးချုပ်မကြီးမြောင်းလိုက်မှဖြစ်နေလားမသိဘူးကျွန်တော်စဉ်းစားတာပြောတာခါကြရပြီဗျာ တခုဆိုရင်ကိုဖေကိုတားမယ်ဆိုဘိုးချုပ်ကြီးမပြောင်းလိုက်ကိုလည်းညှို့ပြင်းပြန်ထိုးတယ်ဆိုကျွန်တော်စဉ်းစားရတယ်ကျွန်တော်လည်းရည်လည်းရည်ချင်းပြီးတယ်ဟိုဘိုးချုပ်ကြီးမပြောင်းလိုက်သူသူကျော်လဲသူသူကျော်သူကသူလို့ဆရာကြီးလှုပ်နေရဗျာဒီအတိုင်းအပြင်းအထန်တစ်ချိန်တစ်ခုခုလိုလည်းဘိုးချုပ်ကြီးမပြောင်းဘိုးချုပ်ကြီးမပြောင်းလိုက်မတားဆိုတော့ကြည့်ရတာဒီဘိုးချုပ်ကြီးမပြောင်းလိုက်ကိုအရာတားနေလူတွေကြည့်ရတာအဲ့လူတွေကတော့သူတို့အမေတွေကိုပြန်မေးတယ်လေအမေကျွန်တော်မမွေးခင်တော့အမေဘိုးချုပ်ကြီးမပြောင်းလိုက်နဲ့ဗျာဘာညာဘာညာဘာညာသိလားမသိရမှာအဲ့လိုပြန်မေးရတော့မှာဟောဆိုတော့လွဲနေတယ်ခါတော့ကြီးအတခုဆိုဘိုးချုပ်ကြီးမပြောင်းလိုက်အခု issue ဘိုးချုပ်ဘိုးချုပ်ကြီးမပြောင်းလိုက်က AC စင်ပေါ်ရပဲ AC ပဲအဲ့ကြိုက်တာကြီး AC ပဲ तू က အခုကြားပြန်ကိစ္စကိုနှိမ်နေဖို့ကိုမှားထားပြီးသားအပြက်ကိုရှင်းခိုင်းတာကအပြက်ကိုရှင်းအစာဝေးကိုဖြိုးတော့အဲကြားပြန်ရဲ့ဘာမှမချန်နဲ့ပြောချင်တာကြားဖြန့်ကိုနောက်တစ်ခေါက်ပြန်ပြီးခြေကုတ်တွယ်လာနိုင်အောင်မရှိအောင်ကိုတွယ်တဲ့အနေနဲ့မရှိအောင်ကိုက်အဲ့လိုရှင်းတာဘာလို့ဆိုဒီကြားဖြန့်ကြောင့်နိုင်ငံတိတ်ခါကြတယ်ဆိုတော့ तू ကောင်းကောင်းသိတယ်ဘုသူမကြီးပြီးရင် तू အစိုးရဖွဲ့ဝါထိခိုက်နေတယ်ဆိုတော့ तू ကောင်းကောင်းသိတယ်သိတဲ့ခါကျတော့ကြားဖြန့်ကိစ္စကိုရှင်းမယ်အပြက်ကိုရှင်းတာ तू तू အပြက်ကိုရှင်းနေတဲ့အတွက်ဘယ်ကောင်မှဘာမှပြောလို့မရအခုချိန်ဒီကဘယ်ကောင်ဘာမှပြောနိုင် तू ရှင်းတယ်ရှင်းနေလေ तू မလောက်တာမဟုတ်ဘူး तू ရှင်းနေတယ်ခင်ဗျာလာအိုကမ္ဘောဒီးယားကခေါင်းဆောင်လေးဒါမသိချောင်ဆောင်ကြရတယ်ဆိုပေမဲ့ तू ကရှင်းတယ် သူကပြုတ်ပြုတ်ရှင်တယ်လာကောင်ကြီးကောင်းတော်တွေကချမ်းမြေကိစ္စကိုမရှင်းမဲ့တဲ့ဝိလိကံပဲလုံနေတာဖန်ထိုင်းရလေဝိလိကံပဲလုံလို့ခုပဲမှရှုပ်ချက်ခက်ကိုမိထိုင်းပါလေအဲ့လိုမသိလို့ရှုပ်ချက်ခက်နေပြီနော်အဲ့တော့တခါကြရင်ဘုံစုံကြီးကသူ့ကိစ္စသူရှင်းတယ်အပြတ်ကိုရှင်းတယ်သူစစ်သားတွေသူ့တပ်ကိုလည်းသူမိမိထားပြီးသားရှင်းအဲ့ကြောင့်မလို့တက်ကရုပ်ကိုကိုဝင်ရှင်းတယ်ကေကေပဝင်ရှင်းတယ်အရှိတမျအကုန်လုံးကြားဖြတ်နေဆက်ဆက်တယ်သူတို့ဝင်လို့ရတယ်အမှန်ကိုဝင်ရှင်းတာသူတို့မရခင်တော့ကြည်နေရတော့ဗျာအခုဝင်လို့ရပြီလေဆိုအကုန်ဝင်ရှင်းတာဝင်ရှင်းတယ်ကိုဝင်ရှင်းတော့အကုန်ရှင်းတော့ဟိုဆော့ချက်သူတို့ဘာလို့ကစားကိုနောက်ဆုံးပေးရတယ်ပြီးတော့ပူပေါင်းဆောင်ရပေးရတယ် DKB ရတယ်နောက်ဆုံးပေးရတယ်ပူပေါင်းဆောင်ရပေးရတယ်ဘာလို့ပူပေါင်းဆောင်ပေးလဲနောက်ဆုံးပေးလဲဆိုရင် အဲ့လိုမှမလုပ်လို့ဘုံချမှုချင်းမရောက်လားမင်းတို့ကမလို့ရှင်းမလားမိပါရှင်းရှင်းလေးဒီကိစ္စကိုငါတို့ကရှင်းရမလားမင်းတို့ရှင်းမလားနှစ်ခေါက်နဲ့မိပါသူကနောက်တော့သူ့နေရာမှာကျွန်တော်ဆိုရင်ပြောတော့နှစ်ခေါက်နဲ့မိပါဒီကိစ္စကမင်းတို့ရှင်းမလားငါတို့ရှင်းငါရှင်းရမလားမင်းတို့ရှင်းမလားမင်းတို့ရှင်းမသူတို့ရှင်းပါရှင်းငါတို့လည်းလာပေါ့တယ်ငါအမေရိကန်ဟုတ်ဆိုလာလာတိုးလာလာထိုးထည့်ပေးလိုက်ပါဟိုကမင်းတို့တေးဆုံးထိုးထည့်ပေးမှာအေးငါတို့ရှင်းရမယ်ဆိုရင်ငါတို့စကားတိုင်းလိုက်လို့ငါတို့အမိတ်တိုင်းလိုက်တာငါတို့ပြောတာခိုင်းနေတယ်လို့မင်းတို့အပေါ်မလုပ်နဲ့အဲ့ဒါပဲအပြက်ပဲအဲ့လိုသူကင်မရမှာလေအဲ့ကြောင့်သူကအပြက်ကိုရှင်းနေတာဒါတော့ပဲသူကဒီထက်မှာ GKB ရကလူတွေ BGF ကလူတွေ KNU ကလူတွေဘလို့နေပေါဝင်ပတ်သက်နေသလဲဆိုတော့သူကအသေးအသေးစိတ်သူစုံစမ်းဖော်ထုတ်မှုတွေစဉ်းစားဟို ဟိုဒီဒီဟွာတွေပေါ့နော်သူရဲ့ဟွာတွေ investigate တွေသူတို့လုပ်နေတယ်လုပ်ပြီးလို့ရှိရင်သူကဲလို့ရတယ်သူကသူကဲမှာကဲလို့မရဘူးသူအသားထားမှာပဲအဲ့တော့သူကဲလို့လိုအပ်တဲ့သူရဲ့ကဲလို့ရတဲ့သူပဲသူဘူးဘူးကြီးကဲမှာကျန်တဲ့ကောင်တွေရောလို့ရမယ်ခင်ဗျာတိုင်းဘက်ကတိုင်းဘက်ကနေပြီးတော့ဟိုအမေရိကန်ရဲ့ operation ရုပ်တရဝင်လာရင်တို့မသိလိုက်ပါဘူးနဲ့ဟာပြီးလိုက်ပါသွားမှာခင်ဗျာသူရဲ့ကြီးပါသွားပါအဲ့တော့တော်မသိလိုက်ဘူးလေဟုတ်တယ်မသိဘူးပဲပြောလိုက်ပါချင်းချင်းလေးပဲလုပ်လို့ရတယ်ဒါကြောင့်တို့ရောပြင်တယ်အခုစောချက်သူလည်းဒီတိုင်းမှာလာတူမပြေဘူးတော့တကယ်မပြေပါဘူးအခုဒီနေ့ဒီနေ့ကြားဖြန့်ကေကေဘတ်ကြားဖြန့်ရုပ်ကုတ်ကိုအကုန်ဝင်ရှင်းနေလို့ဒီနေ့ဒီနေ့ရှင်းနေလို့ တော့ရှောက်ချစ်မြအစောင်းကြီးကခွင့်ရပေကေဘက်မှာလုံး600ကျော်ဗျာဟိုရွှေကုတ်ကောင်မလည်းအလုံး5 0 0ကျော်ဗျာညာစဉ်းစားကြည့်အဲ့တော့အကုန်ရှင်းနေတာအကုန်တနေ့နေ့တိုင်းတော့ဖောက်ခွက်ဖြည့်စီနေရတာဆိုတော့နေ့ကဖောက်ခွက်ဖြည့်စီတယ်အစောင်းကြီးဖြည့်စီတယ်လူတွေကိုဖမ်းတယ်ပေဟိုဘက်ကထိုင်းနေညနေတိုင်းမင်းနဲ့ပေသက်ဆိုင်နိုင်ငံကြီးနဲ့ချိတ်ဆက်တယ်စကားပြောနေတာမဟုတ်လို့လားဟိုနိုင်မောင်ဆိုဆိုလဲဒါသူရှင်းနေရပြီခွန်းဘုံနိုင်မောင်ဆိုသူရှင်းနေရပြီတော့ရှင်းနေရပြီသူတောက်ရှောက်မီဒီယာနဲ့ရှင်းနေရပြီသူဗျာမဲ့ထိုင်းမီဒီယာနဲ့တိကထားရှင်းနေဘာလို့ဆိုတော့ထိုင်းမီဒီယာဘက်ကိုပဲသူကတာဂက်ထားပြီးသူရှင်းမယ်မြန်မာမီဒီယာဆိုင်ထိုင်းဘက်ကိုတွန်းတာပူကောင်းမယ်ဆိုသူဒါလည်းပုံရတယ်ပြောရရင်တော့မီဒီယာဘာဝလာတယ်ခွန်းအဲ့တော့သူထိုင်းဘက်ကိုတဲပြီးရှင်းတယ် တိုင်းဘက်ကတော့တိုင်းဘက်ကတော့ဟိုဝါဖြစ်တာပေါ့အခုတော့တိုင်းဘက်ကလည်းမဖြစ်နေဆိုတော့စဉ်းစားကြည့်ဟိုတိုင်းဘက်ကိုကျွန်တော်ရင်းတော့ပြောခဲ့ဝင်ထိုင်းရရဲတွေအချစ်ပြတ်ချသာဘယ်လောက်များလဲမြန်မာအချစ်ပြတ်ချသာတယ်လို့ခင်ဗျားတို့လည်းညှို့ထုတ်တယ်ထိုင်းရရဲတွေကတော့ခင်ဗျားလည်းထိုင်းရရဲတွေဘာလဲနေမြန်မာအချစ်ပြတ်ချသာတယ်ဆိုတာပဲထိုင်းရရဲတွေမြန်မာလဲဆိုတာထိုင်းကုန်မှုရလောက်ပဲရှိနေတာအဲ့ဒါမျိုးနော်ဆိုတော့ထိုင်းရရဲတွေအချစ်ပြတ်ချသာတယ်ဘယ်လောက်ကြည့်လဲမြန်မာထိုင်းအချင်းထောင်တော့မှပဲထိုင်းအချင်းထောင်ရဲ့အထူးလေးဝက်ခံတော့လိမ့်ဆက်ဆန်တဲ့ခံဖြစ်သွားတယ်တိရုံနဲ့တွေ့တာကတော့တည်တယ်မလားအဲ့လောက်ဒီဖြစ်ကုန်လားထိုင်းအချင်းထောင်တော့ထိုင်းရဲ့အချင်းထောင်ရဲ့လှည့်ဝက်ခံကလှည့်ဝက်စစ်စေးရဲ့ခံကတော့တိရုံတွေနဲ့တွေ့တာ တရုတ်ကြားပြန်ကောင်တွေနဲ့တွေ့တာထိုင်းထိုင်းထောင်ရဲ့လျှို့ဝှက်ခန်းကတရုတ်ကြားပြန်ကောင်တွေလက်ထက်လိုက်ရောက်ပေါ့လိမ့်ဆက်ဆန်တဲ့ခန်းဖြစ်သွားရောဘလို့စစ်တယ်လဲကဲနိုင်ငံခြားနာမည်ကျော်ဟိုဟိုပွန်စတာတွေကိုခေါ်ပြီးတော့အဲ့မှာဆက်ဆန်တဲ့တီးပြက်ကုန်တာခဏစဉ်းစားကြည့်လဲဘယ်လောက်နေပြီလဲအဲ့တော့အခုထိုင်းထိုင်းဝါထောင်ရဲ့အကြီးကဲတော့ထွက်ပြေး sorry တိတ်ချော်ရဲ sorry ထောင်ပြောင်းခံရတဲ့ပေါ်ရောက်ကုန်တယ်ယာရုနေရာပြောင်းခံရတဲ့ပေါ်ရောက်ကုန်တယ်ဘယ်လောက်ဆိုးလဲဆိုတော့ထိုင်းရဲ့ရဲ့အကြီးမဲ့ဆိုဘယ်လောက်ကြီးလဲဆိုတာနော်ပြီးခဲ့တဲ့ရပိုင်းကလည်းဒီကြားပြန်ကိစ္စနေနေတဲ့ချိန်မှာကျွန်တော်ထိုင်းဘက်ကစုံစမ်းကြည့်တဲ့ကပေါ်လာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာဘက်ကထွက်ပြေးလာတဲ့တရုတ်တရုတ်ကြားပြန်ကောင်တွေအဲ့ကောင်တွေကဘာလုပ်လဲဆိုတော့ကြားပြန်တရုတ်ကောင်တွေပေါ့အဲ့ကောင်တွေကအယောက်၄၀လောက်ရှိတယ်တဲ့ မဲဆောက်ကိုသွားတယ်လေအဖမ်းခံတယ်လက်ထက်မှာထုတ်လိုက်ပတ်စံတွေထုတ်လိုက်ခြံသွားတယ်လေထုတ်လိုက်အိတ်လိုက်တဲသွားတယ်ထုတ်လိုက်အိတ်နေသွားတယ်ဘာလို့ပါလဲကြောက်ကိုဘတ်တန်းဆယ်ချီပါသွားတယ်ဘတ်တန်းဆယ်ချီပါတယ်တန်ဖို့ပေါ့နော်ရွှေရယ်ဒေါ်လာရယ်ယွမ်ရယ်ဘတ်ရယ်ပေါ့လေးမျိုးပေါ့တန်မျိုးတွေကြောက်ခွေတော့ယူသွားပေါ့ဗျာနော်ယူသွားပြီးတော့တယောက်တယောက်ကိုဘတ်ဆယ်တန်းထက်မနေပေါ့ပါသွားကြတယ်ပြီးရင်ဘာလို့လဲဆိုတော့ထိုင်းရယ်ဆိုတော့ဖမ်းခံတယ်ထိုင်းရယ်ကသူ့ကိုဖမ်းတယ်ပေါ့ဗျာကြားပြန်လိုက်တဲ့လူလူဖမ်းတယ်ပေါ့ဖမ်းရင်ဘာလို့လဲဆိုတော့ဝေရီကိုတိန်းတယ် ီလည်းပြောလူတွေကိုကြလက်မှတ်ဝယ်ပြီးတော့မဲဘန်ကောက်ကိုဘန်ကောက်ပို့လိုက်မဲဟောင်းဘန်ကောက်ပို့လိုက်အယောက်40လောက်ဘန်ကောက်ရောက်သွားပြီလေအဲ့လိုကိုတော့လည်းရတယ်လက်ခံတယ်သူတို့ဖမ်းတယ်သူတို့ငွေတွေသိမ်းလဲလက်ခံတယ်အဲပြီးတော့ဘန်ကောက်ရောက်ပြီးတော့ရောက်တယ်ဘယ်လိုဖြစ်ရောက်တယ်အခုဘန်ကောက်ရောက်ပြီလေကျွန်တော်ကြားတယ်အယောက်40လောက်ဘန်ကောက်ရောက်ပြီအဲချားဖြန်ရဲ့ guide star ကြီးတော့မဟုတ်ဘူးလေဟိုဒုတိယအလွှာ400လောက်ကပို့ကုန်ပြီလေအဲ့လိုတွေတော့ခုနကဘတ်တန်းဆယ်ကြီးကင်ပြီးတော့ဟောင်းတွေထိုင်းရဲတွေကမှပါတယ်ဒါပေမဲ့အဲ့ဒါကြီးကိုတော့ရှင်းပြရင်လဝရိုက်ထားတယ်ဟာမျိုးတဲ့ဘာဖြစ်လို့ဆိုတော့ကျွန်တော်နားလေတာဘယ်လိုဆိုမှထိုင်းရဲတွေကိုပတ်စံဘတ်ဆယ်သိမ်းဆယ်တန်းထိုးပြီးတော့ဘတ်ဆယ်တန်းလောက်ပေးပြီးတော့ဘတ်ဆယ်တန်းလောက်ပေးပြီးတော့ဘန်ကောက်ကိုရွှေ့ရင်သွားရင် တို့ကလတ်စားတယ်ဆိုပြီးထိုင်းရဲထပ်ပြီးညှိမှာဆိုတော့ခါကျတော့ထိုင်းရဲတွေကဖမ်းထားတယ်ပေါ့ပါတို့ရတာဘတ်ဆယ်တန်းလောက်တရားဘတ်ဆယ်တန်းလောက်ရရရမယ်ဒါပေမဲ့စီးပြိုင်ငါးတော့ပဲပြိုင်ပြမှာနိုင်ငံတော်တွေဝင်သွားတာနည်းနည်းဝင်သူတို့ကမှာအဲ့လိုအကွက်တွေနဲ့ပြောရင်တော့ထားခဲ့တာပေါ့နှစ်ချက်ကွက်တွေပေါ့ဗျာယူလက်ထုတ်တာမဟုတ်ဘူးဖမ်းမိတာဖမ်းမိတာကဘယ်လောက်လဲထားခဲ့တာပေါ့ဖမ်းမိတဲ့ကဘယ်လောက်ဆိုအဲ့အကွက်တွေပဲဒါလူလေကြတဲ့ကွက်တွေကြီးပဲအဲ့လိုနဲ့ဘက်ကောက်ရောက်ကုန်ပြီတဲ့အခုရောက်လေးစလောက်ရောက်နေပြီတဲ့ကျွန်တော်ကြားတယ်အဲ့တော့ရှင်းပြိုင်တော့ရှင်းချစ်ချမ်းပင်လင်ကျွန်တော်တို့ဆုံးကြားတာရှင်းချစ်ချမ်းပင်လင် တရုတ်ရဲဖမ်းခံမလားထိုင်းရဲဖမ်းခံမလားထိုင်းရဲဖမ်းခံတယ်ဆိုပြီးထိုင်းရဲဖမ်းတာကိုသွားပြီးဖမ်းခံပြီးတော့ထိုင်းတောင်ထဲမှာသွားနေရတယ်ဘယ်လိုမျိုးဆိုဘယင်လိုသွားနေရတယ်ဗျာကဲအဲစဉ်းစားကြကြည့်တော့ပြီးတော့မှနောက်ဆုံးမှနိုင်ငံရေးကိစ္စ global issue ဖြစ်ပြီးတော့ American က shut down လိုချင်တယ်ဖြစ်လာတော့မှနောက်ဆုံးမှတရုတ်စီကို2022ခရီးကဖမ်းပြီးတဲ့ဩဂုတ်လတည်းဖမ်းပြီးတဲ့ရှင်းချစ်ချမ်းကို2025 November ကျမှတရုတ်စီလွှဲရဲဆိုတာခင်ဗျာနှစ်နှစ်ကျော်ကြာမှလွှဲရဲဆိုတာသုံးနှစ်ကျော်ကြာမှလွှဲရဲဆိုတာခင်ဗျာစဉ်းစားကြကြအဲဒီကတော့နောက်ကမှကြားရရှိရရှင်းရှင်းကထိုင်းထောင်ထဲမှာတော့သူစိမ့်နဲ့ဘယင်လိုနေရတယ်ထိုင်းထောင်ထဲမှာသူနေအနေကင်းတယ်တရုတ်ထောင်ထဲသွားရင်သူ့အတွက်ချက်ချင်းမကောင်းဘူးအဲ့တော့သူကဒါမှမဟုတ်တော့တရုတ်စီရောက်သွားပြီပေါ့တော့ထိုင်းဘယင်ကိုယ်တိုင်လည်း ဟိုတိယတမရတမရတော့တွေ့ရတယ်အဲ့အချိန်မှာထိုင်းဝင်ယူပါသွားတယ်အဲ့မှာထိုင်းနိုင်ငံရဲ့အစိုးရအဖွဲ့တို့မှလည်းရှုပ်ထွေးနေတယ်ရှစ်လာတယ်မှာလိုရင်တော်တော်ပြတ်မယ်တောင်းလို့ဖြစ်ကုန်ပြီအဲ့ထိုင်းအစိုးရတွေမှရှုပ်နေတာအဲ့ကြားဖြန့်ကထိုင်းအစိုးရတွေဒီမှာရှုပ်ထွေးနေတာတကယ်ကိုရှုပ်နေတာကြားပြီးတော့ထိုင်းရဲတွေရဲချုပ်ဟောင်းတွေဒူရဲချုပ်ဟောင်းနှစ်ယောက်ကြားဖြန့်နဲ့ညီလက်ပိလက်ယူရဲ့အခရီလုတ်တယ်အဲ့လိုလုတ်လို့နှစ်ယောက်စုံတစ်ယောက်တော့ပြန်ပေါ်လာတစ်ယောက်ကပြေးပြီးတယ်အင်္ဂလန်ကဟုတ်ပြေးပြေးတယောက်ကအဲ့ကြားဖြန့်ကိစ္စပဲအဲ့တော့ကြားဖြန့်ကထိုင်းနိုင်ငံမှာတော့ထိုင်းရဲ့အစိုးရအာဏာပိုင်နေတဲ့မှာနက်နက်ရှိုင်းရှိုင်းစိတ်ဝင်ပတ်သက်မှုတွေရှိတော့ကျွန်တော်ကစဉ်းစားပြီးမြန်မာမှာရောကျွန်တော်မသိဘူး မသိဘူးကျွန်တော်ဘာလို့ဆိုတော့ထိုက်ကြတော့ကျွန်တော်နည်းနည်းတီးတို့ခေါက်လို့စုံစမ်းစုံစမ်းပေါ်ထုတ်လို့တော့ကျွန်တော်ရရတယ်ပေါ့နော် investigate လုပ်နိုင်လို့လုပ်လို့ရတယ်။ time ချက်မှာတချို့ကလည်းကျွန်တော်သိနိုင်တာကြီးတီးတို့အတိနေပေါ့နော်။ဒါပေမဲ့မြန်မာဘက်ချက်ကျွန်တော်မသိဘူး။ဘာလို့ကျွန်တော်ကတခါအိမ်ညောဘက်ချက်တော့တခြားမလိုက်ဘူး။မလိုက်ဘူးတော့ကျွန်တော်မသိဘူး။မသိတော့ကျွန်တော်မသိဘဲပြောပြရစီပြည်သူလူပဲဆိုတော့ကျွန်တော်နိုင်ငံတော်ကဘယ်လောက်ဒီပေါ်ပတ်သက်နေလဲကျွန်တော်မသိဘူး။ time မှာတော့ရဲချုပ်အစ်စင်တွေပါပေါ်ပတ်သက်တခဲရဲချုပ်ဟောင်းအစ်စင်တွေပါပေါ်ပတ်သက်တယ်။ဝင်းကြီးချုပ်ယုံဝင်းကြီးယုံဝင်းကြီးဝင်းကြီးတွေတော့ပေါ်ပတ်သက်တယ်လို့ကြားတယ်။ time မှာတော့တကယ်ပါတယ်။ဆိုတော့ ကြည့်ကောင်းတာပေါ့နော်အဲ့လိုရှိတယ်အာညီမတို့ကတော့ကျွန်တော်ထင်တယ်2020မတိုင်မီ2019တဲကဒီဦးစော်ဒီကိုစော်ဒီရှိစဉ်ကလေးကဒါဒီရှင်းနေရပြီဆိုကလေးကကျွန်တော်စဉ်းစားကြည့်တာပေါ့နော်အဲအဲ့တုန်းကအစိုးရဘက်ဖြစ်တဲ့ဝီဂျိုနန်းခင်ထွေးမြင့်တို့ကရင်ဝီဂျိုနန်းခင်ထွေးမြင့်တို့နောက်တော့ကအဲဒီဘက်ကဟိုဒီသူ့ရဲ့ဥက္ကဋ္ဌကြီးတဲ့ဒေါအောင်ဆန်းစုကြည်တို့အဖွဲ့တွေများရောပတ်သက်နေသလားဆိုတဲ့တန်တရားတွေအောင်နည်းနည်းကြီးထွားလာတယ်ဘာဒီမှတော့မသိဘူးဘာဒီမှလည်းမသိပါဘူးဘလို့မှလည်းမသိပါဘူး တော်ကျွန်တော်ဘာမှမသိတော့ဘူးဖြစ်ကုန်ပြီအဲ့လိုဖြစ်နေနော်အားကြမ်းကိစ္စအဲ့တော့ရှုပ်တယ်နောက်ပြီးတော့ခုနဒီစောချစ်သူတို့မပြေးဘူးဆိုတဲ့ကိစ္စလည်းတကယ်မပြေးပါဘူးဘာလို့ဆိုတော့မဲဆောက်မှာအခုထောက်လိုက်အမေရိကန်ထောက်လိုက်နေတယ်ထောက်ထောက်လိုက်နေချင်းချင်းနေနေတယ်မဲဆောက်မှာကျွန်တော်ကြားပြီအဲမဲဆောက်မှာတရုတ်နဲ့အမေရိကန်ထောက်လိုက်နေချင်းချင်းနေပြီးတော့မဲဆောက်မှာရှိတဲ့ဟို NGO ဘက်တော်သားတွေကိုအကုန်လုံးကုတ်ကုတ်ကလေးနေနေရတယ်တဲ့ကျွန်တော်ကြားတယ်အကုန်လုံးရဲဆိုင်သွားလိုက်ကုတ်ကုတ်ကုတ်ကိုသွားလိုက်ကုတ်ကုတ်ကုတ်တချို့ဆိုမသွားတော့အိမ်ထဲမှာတောက်ကြမယ်ဆိုဖြစ်ကုန်ပြီတဲ့ကျွန်တော်ကြားတာပြင်သိပ်မလို့ရဲကြဘူးတဲ့ဘာလို့ဆိုဟိုမှာတိုင်းထောက်လိုက်တိုင်းထောက်လိုက်ထိုင်းရဲတွေတော့တရုတ်ထောက်လိုက်နေတဲ့ အမေရိကန်ထောက်လိုက်ရောက်နေအမေရိကန် FBI ဟာတွေကစအေဂျင့်တွေကစအကုန်ရောက်နေတယ်ရောက်တယ်ဘာလို့ဆိုတော့မဲဆောက်ပါတွေထိုင်ဆောင်နေတယ်တချို့လူတွေတို့လိုချင်တဲ့သူတွေမဲဆောက်ဘက်ကိုဖျက်ကူးလိုက်ဖမ်းပါအဲတို့မလိုချင်တဲ့လူတွေကူးလိုက်ရင်မဖမ်းဘူးဥပမာကွယ်ထုတ်ဝင်အုပ်စုတွေကိုကြာတော့တို့ကကွယ်ပေးထားမယ်လို့များတတ်မှတ်ထားတာမသိဘူးဖမ်းဘူးတယ်လွှတ်ထားတယ်တဲ့လွှတ်ထားတယ်တဲ့ဒါပေမဲ့စောချစ်သူတို့ DGB ကိုလည်းစိုင်းကျော်လာတို့စောဆန်းစောဆန်းအောင်တို့ဘာလို့ညာတို့ဟိုဘက်ချမ်းကူးမယ်ဆိုရင်တော့ဒီကြတယ်ကွိကလေးပဲပြင်းမလို့ဘူးအဲ့ဒါသိကြတယ်အဲ့တော့ဘလို့လာမလဲတော့မသိဘူးစောင့်တော့ကြည့်ကြမယ်အဲ့ဒါတကယ်ဖြစ်နေတဲ့ဟိုထက်မှာဖြစ်နေတဲ့ကိစ္စအဲ့တော့ဟိုလူတွေညာပဲအိတ်မပြောကြဘူးပြေးဖို့မပြောနဲ့မြန်မာပြည်ထဲကနေတခြားနေရာပြေးဖို့မပြောနဲ့ခင်ဗျား ဟိုမြမပြည်တဲ့တခြားမျိုးတွေအဲ့ရှိတဲ့နေမြေတွေကတော့တခြားကြောင်မထွက်ရဲကြပါဘူးဘာလို့ဆိုတော့တွေ့လက်မဖမ်းနိုင်မှာကြောက်လို့အဲ့လိုဖြစ်နေတယ်လို့ကြားတယ်အိမ်မပြောတဲ့ညာတွေသူရနိုင်ပါဗျာဒီလိုတော့ကြားတယ်လို့ပြောချင်တာเนาะဒါကတော့ဒါပြန်ကိစ္စဒါလောက်လေးပဲကျွန်တော်ပြောချင်သေးတယ်နည်းနည်းလေးပေါ့ကျွန်တော်သိတာနည်းနည်းလေးပြောပြတာပါအဲ့တော့နောက်တစ်ခုက NUG NUG အုပ်စုမှာလည်းပြဿနာကြီးတက်နေတယ်အခုဟိုဟာ NUG ရဲ့အတွင်းဝင်လို့ခေါ်တဲ့ဒေါ်ကြည်ပြားတို့အုပ်စုအချိန်ကတော့ရန်ကုန်မှာလွတ်တော်အမှတ်ပေါ့เนาะဒေါ်ကြည်ပြားတို့အုပ်စုသူနဲ့သူ့ယောက်ျားနဲ့သူဘက်တော်သားတွေနဲ့စုပေါင်းပြီးတော့ဟိုပါလေတို့အလှူငွေတော့ပြည်သူလူထုရဲ့စုငွေထည့်ငွေတွေကိုဘုန်းနေပေါ့ဗျာဘုန်းနေကိစ္စနဲ့ပဲတိုင်ကြခံရတယ်အဲ့မှာတိုင်ကြခံပြီးပွဲတွေစုနေတယ် တိုင်ခမ်းလို့ဘွဲစုနေတယ်လို့ကျွန်တော်ကြားတယ်ဥပမာဆိုကြပါစို့အဲဒေါ်ဒေါ်ဒေါ်ကြည်ပြားပေါ့ဗျာဒေါ်ကြည်ပြားကဒေါ်ကြည်ပြားကိုတိုင်နာက16ရက်နေ့နိုဘာ16ရက်နေ့ရက်စွဲနေဒါတို့ NUG ဝင်းချုပ်ယုံ NUG တမရအဲ့ပြီးတော့ CRPH တို့ဘာလို့ကျွန်တော်အဲ့ဖွဲ့စီကိုစာဖို့ပြီးတိုင်နေပေါ့အဲ့ဒါဘာလဲဆိုတော့ဝန်ထမ်း16ဦးရဲ့တိုင်ကြားချက်အဲ့ဒါဘာလဲဒေါ်ကြည်ပြားနဲ့သူ့ယောက်ျားပါပေါ့နော်သူ့ယောက်ျားညီညီမင်းတို့ကနော်သူ့ယောက်ျားညီညီမင်းဒေါ်ကြည်ပြားသူ့ယောက်ျားညီညီမင်းပေါ့နော်အဲအရင်ယောက်ျားလာခုယောက်ျားလာနောက်ယောက်ျားလာဒါမှမဟုတ်သူ့ရဲ့မိမလာမိမလာမိမမလာဘာလာညာလာတော့မသိဘူးသူတို့လည်းမရပါဘူးเนาะအဲ့တော့သူတို့နေ့ကကိုတိုက်နေပေါ့ဗျာဘာလို့ဆိုတော့ ငွေရွေးတန်းလုပ်တယ်ပြီးတော့မိသားစုဝင်တွေကိုရုံးတွင်မှာနေရာပေးတယ်အဲလူကြီးရဲ့တူကအစာပညာပြတဲ့အခြေအနေတွေပါဝင်ဒီဝန်ထမ်းတွေပေါ်မှာ night scene တွေလုပ်တဲ့ကိစ္စအလုံးစုံ agree မှုအစရှိတဲ့ကိစ္စပေါ်များစွာကိုလုပ်တဲ့အတွက်နေနာသူတွေဖြစ်တဲ့စကူဦးကတိုက်ရပါတယ်ဆိုပြီးတိုက်နေအဲ့တော့အဲ့လိုတိုက်နေအောင်အဲ့လိုတိုက်နေတဲ့ကိစ္စပေါ့နော်ဘယ်လောက်ဒီဆိုလဲဆိုတော့ဒီ ဟိုတော်လိုင်းရေးကာလထဲမှာလည်းဝယ်စီးတဲ့ကားတွေလက်ဝယ်လက်မှတ်ဝတ်ထားတဲ့ယန္တနာတွေအများကြီးရှိလာတယ်။အဲ့တော့ကားတွေဝယ်စီးတော့ယန္တနာတွေလက်ဝယ်လက်ဝယ်ယန္တနာအများကြီးဝယ်တယ်။အကြည့်ပြအမျိုးသားတို့မျိုးသားနဲ့သူတို့ပေါင်းပြီးတော့ဟိုဆက်တူတဲ့လုပ်ငန်းတွေပေါ်ပေါက်လာတယ်။နောက်သူ့ရဲ့မိသားစုဝင်တွေရာထူးတွေပေးတယ်။နောက်ချင်းမြေတွေပေးတယ်။နောက်ဘဏ်အကောင့်တွေထည့်ပေးတယ်။နောက်ကဒီမွေးနေခွေးမွေးနေတောင်ကျစ်ပတဲ့ခါမှာတော့ပတ်စံကိုတုံးတာပတ်ပတ်ဆက်တုံးတယ်။ PDF တွေရှိမှပါလေဟိုရှုချက်တထုပ်လောက်နဲ့စစ်တိုက်တွေရဲ့အချိန်မှာဟိုကောင်တွေကခွေးဝင်းတွေတောင်ခွေးမွေးနေတောင်ဘတ်တန်းစဲချီတုံးကန်ပြီးချ။ဘတ်တန်းချီပြီးတော့ဘတ်သိန်းသိန်းချီပြီးတော့အတော့ခံတုံးပြီးတော့ခွေးမွေးနေကျစ်ပါလေ။နောက်ဒီဘက်က PDF လေးတွေက ဘာလဲရှူရှဲလေးတို့ကိုကြိုက်ပြီးတော့တစ်တိုက်ပြရတဲ့အချိန်မှာကြည်ပြားတို့ကဘာဖြစ်လဲဆိုတော့ဘတ်သက်ဆယ်သိန်းဘတ်သိန်းချီပြီးတော့တုံးပြီးတော့ခွေးမွေးနေကြပါလေဆိုတော့ကြည်ရတာ PDF တွေကသူ PDF တွေကြည်ပြားခွေးလာအောင်ဒါမှမရှိဘူးပုံစံဖြစ်ကုန်ရောအဲ့ဒါသူ့ပုံစံအဲ့လိုဖြစ်ကုန်တယ်တဲ့။နော်အများကြီးကသူတို့အဲ့ဒါတွေကတိုက်နေတယ်တဲ့။တိုက်ထားတာတော်များတယ်။အဲ့တိုက်ထားတဲ့အတွက်ဟိုတိုက်ထားရတာဟိုစကွဲတွေတိုင်တာကိုကြည်ပြားအဲ့ဒါစကွဲတွေတိုင်တဲ့ကိစ္စကိုမီဒီယာပေါက်ကြသွားလို့ဆိုပြီးတော့ကြည်ပြားပေါက်ကွဲနေတယ်လို့ကြားတယ်။ဟိုအထူးသဖြင့်ပေါ့ဗျာဟိုမီဒီယာရေးတာဟိုကြောင့်မဟိုတော်ဆိုဝါလုံးပေါ့ဝါလုံးဟိုဝါလုံးပေါ့ sorry အာဂျီပိုင်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 ရဲ့မီဒီယာနေပြီးတော့ရေးတာ ဒီပိုင်းမီဒီယာရေးလိုက်တော့အဲ့တော့ကြည်ပြားပေါက်ကွဲတယ်ပေါ့ဗျာပေါက်ကွဲတယ်အဲ့တော့နေနေဖုံးလာကလည်းဗာပြောလဲဆိုတော့ဝီချုံယုံဟိုးတယ်တိုင်ကြစာမရောက်သေးဘူးတဲ့ကြည့်ရတာကြည့်ရတာကဘာပတ်နေရလို့ထင်နေဗျာတိုင်ကြစာမဲတော်မှာချင်းပိုင်မှာသူတို့အတူတူရှိနေကြတော့ဝီချုံယုံတိုင်ကြစာမရောက်သေးဘူးတဲ့မဲတော်ချင်းပိုင်မှာပဲအတူနေကြတာဟုတ်ဗျာကဲတိုင်ကြစာမရောက်သေးပါဘူးတဲ့နေဖုံးလာကြည့်ရနော်အချင်းချင်းဆိုတော့လိမ်ပေးကြတာပေါ့လိမ်တူလိမ်ဘက်နေဆိုတော့ဟုတ်လိမ်ပေါ်လိမ်ဘက်နေဆိုတော့နော်သူတို့လိမ်သူတို့ချင်းချင်းလိမ်ပတ်သက်မှုတွေရှိကြတဲ့ခါကျတော့လိမ်ရတာပဲเนาะအဲ့လိုဆိုတော့နေဖို့လက်ကမဖြစ်ဘူးတဲ့မရောက်သေးဘူးလို့ပြောတယ်မရောက်သေးဘူးတဲ့ ဒီနေ့မနေ့ထိမရောက်ဘူးဒီနေ့ဆိုဒီနေ့27ရက်နေ့ထိမရောက်သေးဘူးပြောမရောက်သေးဘူးတဲ့အဲ့တော့တကြစားတယ်ပတ်သက်ပြီးတော့ procedure လုံးလုံးလေးတွေလုပ်မယ်တဲ့တယောက်တရားရောက်တယ်ဆိုရင်တော့တာဝန်ရှိသူဆက်လက်ဆုံးသတ်တဲ့ကိစ္စလုပ်မယ်တဲ့တိုင်ကြားစာရောက်ပြီဆိုတဲ့အကိစ္စကိုတဲ့ဒါဟိုဆက်ပြီးတော့ဝင်းကြီးတို့ဝါတို့ဆက်ပြီးလုပ်နေမယ်ပေါ့ဗျာအဲ့ဒါမျိုးတော့တော့တော့နေဖို့လာကပြောတယ်ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်တိုင်ချမှုတစ်ခုပေါ်ပြီဆိုရင်တိုင်ချချက်က၁၀ချက်နော်၁၀ချက်၁၀ချက်အချက်၁၀ချက်နဲ့တိုင်တာတိုင်ချချက်ချက်ကို၁၀ချက်ကိုကျွန်တော်ဖတ်ပြမယ်ဒေါ်လာရဲ့ကာလာပြောပေါ့ဝယ်စီးတဲ့ကိုပိုင်ကတက်တည်ခံချက်တယ်ဒေါ်လာရဲ့ကာလာတဲ့လောဝေရနာမဲ့ဝယ်ယူခြင်းတက်တည်ခံချက်တယ် ်မတ်ကြည်ပြအမျိုးသားကွန်ကြီးမင်းကစီမံကြိုးချုပ်တာဝန်ယူထားခြင်းနဲ့စီမံကြိုးချုပ်တာဝန်အနှံတော်လဲငွေကြေးလုပ်ငန်းကိုဆက်လက်ဆောင်ရည်ဆက်လက်ဆောင်ရည်မယ်ကိုတည်ထောင်ချက်ကွန်ကြီးမင်းမတ်ကြည်ပြတူနှစ်ဦးကိုတဲ့ယာတုတာဝန်ပေးရင်ချင်းမြင်ကပေးရခြင်းဆိုင်ရာတည်ထောင်ချက်တယ်ကွန်ကြီးမင်းဘဏ်ကောင်များနဲ့ policy unit member များထက်ဝင်ပြီးပေးသွင်းခြင်းတည်ထောင်ချက်တယ်တော်လေးကာလအတွင်းအိမ်မွေးခွေးမွေးနေပွဲကျင်းပခြင်းတည်ထောင်ချက်ရုပ်ကားဖြင့်အိမ်မွေးခွေးများနဲ့အတူလင်းငင်းကလင်းငင်းခံထွက်ခြင်းတည်ထောင်ချက်အမလီဝန်ထမ်းအပေါ်ဆက်ဆံပုံနဲ့ဌာနအတွင်းပြောဆိုမှုများအတည်ထောင်ချက်နော် PI ဘဏ္ဍာရေးရှင်းတဲ့ PI budget ရထားမှုစာရွက်စာတက်တည်များ ။နောက်တမနာရုံးမှာမယုံကြည်ရကြောင်းနှင့် NUG တွင်ဗန်နိုင်းကိစ္စများအဆင်ပြေသလိုစောင့်ကြခြင်းဖြစ်ကြောင်းမှတ်ကြည့်ပြမှပြောကြားမှုတည်တည်ခံချက်ကဲမှတ်ကြရောအဲ့ဒါအချက်စဲချက်တိုက်ထားတာ။အမှတ်ကြရောအဲ့စဲချက်တိုက်ထားတာ။အဲ့တော့အဲ့လိုတိုက်ထားပြီးတော့ဗျာ။အဲ့တော့ဒီလိုတိုက်ထားတော့ကြည်ပြားလည်းပောက်ကွဲတယ်ပောက်ကွဲပြီးတော့ဟွာတဲ့နိုဘယ်20 20ရင်းမှာဖော်ပြတဲ့ MBA ဆောင်းပါးနဲ့ပတ်သက်တဲ့စောင့်ကြခြင်းတွေကိုတုံ့ပြန်ဖြေရှင်းလို့လေ။အာဒီစားတဲ့ သူဒီလိုစကွဲဒီစမှာတင်လို့ပြောတယ်ဝင်းကြီးစီတိုင်စာပြောပဲ20နှစ်ကြာမှ20နှစ်ကြာအချိန်ကမီဒီယာပေါ်ရောက်တယ်ပေါ့ဗျာတိုင်စာကလူကြီးတွေစီမီဒီယာပေါ်နဲ့မီဒီယာပေါ်ရောက်တယ်ပေါ့ဗျာပြောချင်တာအဲ့တော့အဲအကြောင်းပြောပြီးတော့ကသူ့ကိုဒီလိုဆွဆွဲတာပဲတက်ပြီးတော့လိပ်ပြတ်စမ်းနေဆောင်ရွက်ဖြစ်ရှင်းမယ်ပေါ့ဗျာအဲစသဖြင့်ပေါ့အဲ့တော့မြေရေးထားတယ်သူကြည်ပြသူ့ဖိသောသူရေးထားတာပါနော်ကြည့်တာကြည့်ပါဦးမှန်ပါတယ်အယူကြီးကခင်ဗျာသူ့ကိုတိုင်ကြလာတဲ့ခါတိုင်းမှာသူကအမြဲတမ်းသူကရှင်းပါတိုင်ကြလာတဲ့ခါကိုဆက်လက်ပြီးတော့စစ်စစ်ဆောင်ရွက်သွားမယ်တော်လိုင်းကာလပြီးတဲ့အချိန်ကျရင်အရေးကြီးပြင်မယ်တော်လိုင်းကဘယ်တော့ပြီးမလဲဆိုတော့တော်တော်ပြောပါတယ်၄၁ တော်တိုင်းဘယ်တော့ပြင်လဲလို့မြင်၄၁၄တက်ဆိုတာပါသေးလား၄သိန်းချင်းနဲ့ကဘာတသိန်းလို့ပြောတာသူတို့သေးတဲ့ထိကတော်လိုက်မပြီးဘူးမစိတ်မပူနဲ့သူတို့သေးတဲ့ထိကတော်လိုက်မပြီးဘူးသူတို့သားသမီးတွေကတော်လိုက်ရေကိုလွှဲခွဲကိုလွှဲခဲ့ဦးမှာຢ່າလို့ဒီမှာလွှဲခဲ့ဦးမှာအဲ့တော့တော်လိုက်ရေဆိုတဲ့ခေါင်းစဉ်နဲ့သူတို့လုပ်လေကုစားမပြီးဘူးကျွန်တော်ဆန်းစားကြည့်၈၈အုပ်စုနဲ့တော်လန်တော်လန်ရေးတခုမှသူတို့မပြီးသေးဘူး၈၈အုပ်စုတစ်စုလုံးသူတို့တော်လန်နေအောင်ပြီးသေးဘူးစစ်တပ်ကဘူးဒီတော်လန်နေလို့တချို့ကပါတီဝင်ဖြစ်နေအောင်တော်လန်နေပြီပါတီထောင်ပြီးတော့တော်လန်နေပြီအဲ့တော့ဆက်ရှင်းပြရအောင်အဲ့တော့ပြောရင်သူတို့တော်လန်ရေးကပြီးကိုမပြီးဘူးဘုသူ့တော်လန်နေမှလည်းမသိဘူးတော်လန်နေတာကတော့ဘုသူ့တော်လန်နေဆုံးမှပဲတော့ထမင်းစားလို့ရမှာ မတော်လန်ဘူးဆိုရင်တို့ကအလုပ်လုပ်စားရတယ်စီးပွားရေးကိုမှန်မှန်ကန်ကန်ချလုပ်စားရတယ်လုပ်စားရတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့တော်လန်ပြီးစားတာအဲ့ဒါပဲအဲ့တော့တော်လန်ကြီးကပြီးမှာမဟုတ်ဘူးဘာလို့တော်လန်ကြီးကတစ်လုံးမပြီးဘူးတို့တေးလည်းမပြီးဘူးတို့သားသမီးမြင်းမြစ်တယ်လည်းမပြီးဘူးဘာလို့ဆို86အုပ်စုလည်းကုဒီမပြီးသေးဘူး86အုပ်စုလည်းမပြီးသေးဘူးတော်လန်တွေတုံးပဲကုဒီနော်ဟိုဟိုဘာလဲလွတ်လပ်ရေးတွေပေါ်လာတဲ့ KNU လည်းကုဒီတော်လန်တွေတုံးတော်လန်တွေတုံးပဲအဲ့တော့တို့တော်လန်ကဘာလို့မပြီးမှာမဟုတ်ဘူးတော်လန်ကြီးကမပြီးမချင်းတို့ကရေးယူမှာမဟုတ်ဘူးဆိုတော့ခင်ဗျာစမ်းသပ်ကြည့်ဘာလို့ရေးယူမှာလဲ ဲ့ဒါကြည်ပြားတို့ပေါက်ကွဲတယ်လေပေါက်ကွဲတာဖတ်တယ်နဲ့ရိပ်မှလည်းမဟုတ်ဘူးအဲ့တော့နောက်ဆုံးမှာအဖြေကပါလဲဆိုတော့သူတို့ချင်းချင်းကလဝဲရိုက်ထားပြီးသားသူတို့ချင်းချင်းကပလင်းတူဘူးဆိုတခိုးတခိုးပေါ့တခိုးပဲဟိုလိန်ဘော်လိန်ဘက်တွေဆိုတော့နော်လိန်ဘော်လိန်ဘက်ဆိုတော့လိန်ဆက်ဆန်တာကွာမဟုတ်ဘူးနော်လိန်ဘော်လိန်ဘက်တွေပို့လို့သူတို့ချင်းချင်းကလိန်ဘော်လိန်ဘက်တွေဆိုတော့လိန်ကြမှာပဲပတ်လိန်မှာချင်းချင်းပတ်လိန်နဲ့ဒီမှုကဘရော့ပေါ်မဟုတ်ဘူးကြည်ပြားလည်းရိပ်ခံမဟုတ်ဘူးကြည်ပြားမပြောနဲ့ကဖြူဖြူသင်းတော့ကလည်းအယူမခံဘူးဒေါ်ဖြူဖြူသင်းမှတ်မိကြအောင်မယ်ဖြူဖြူသင်းမဟုတ်ဘူးနော်ဖြူဖြူသင်းမောင်းမှာကွာဒေါ်ဖြူဖြူသင်းတော့ကလည်းအဲ့လိုပဲနော်ဒေါ်လာ6သိန်းကပါလားမသိဘူးပြောက်သွားပြီမရတော့ဘူးစင်းပြောက်အင်းပြောက်ရှာလို့တက်မလို့နော် ဥအောင်ကြီးညိုလည်းမရှိဘူး။ပန်ဆယ်လိုလည်းမရှိဘူး။လွင်ကိုလည်းမရှိဘူး။ရီမွန်လည်းမရှိဘူး။နေဖုံးလည်းမရှိဘူး။သူတို့စားသမျှသုံးသမျှဖြုံးသမျှတွေကိုတကြမှမရှိဘူး။ဘာဖြစ်လဲ။ဘုသူကြီးဆိုင်တာတူလဲ။ တော်လည်းရုပ်ဆက်အောင်မင်းတို့ဘာကောင်းနေမလို့လဲလို့ဟိုကြောက်တော်တော်ကြပါစေအောင်ဝေးဆိုလာမအောင်မဝေးတယ်သူကထပြောသလိုမျိုးပေါ့ဆိုတော့သူလှုပ်ချင်အောင်ရှောက်လုံနေကြတဲ့ဟာယူဗျာအဲ့ဒါယူတိုင်နေတော်တယ်ဆိုတော့ကြီးစရာတော့ဖြစ်တာပေါ့သို့တော်မီဒီယာမှာတော့အခုကျွန်တော်တို့ကပြောစရာဖြစ်တာပေါ့နော်အဲ့တော့ကဲတော့ပြည်သူလူထုကတော့လိန်နာလေးမှယုံကြည်ဆိုဆက်လျုံအမှကွာသူကလှုပ်ကြခန်းကအကျုပ်ကတော့ရှင်းရှင်းလေးပဲသူတို့အလိန်တွေကတော့သူတို့ကသူပေါ်နေတာဖြစ်တဲ့အတွက်ပေါ်တာလေးပြန်ပြန်ပြောပြပါအောင်ပြောပြပါမယ်နော်ဒါလေးကအန်ယူကိစ္စတစ်ခါတစ်ချိန်တော့ပဲဒီအန်ယူကနောက်တဲ့ issue တစ်ခုလည်းသူရင်ဆိုင်နေရသေးတယ်အဲ့ဒါပါဆိုမိုးကုတ်မှာမိုးကုတ်မှာပေါ့ဗျာဟိုကနှစ်ယောက်ကိုသူတို့ ဘယ်လိုခေါ်မလဲဒီမန္တလေးပီဒီအက်ကနေပြီးတော့သူတို့ရဲ့မန္တလေးပီဒီအက်ကသူတို့တပ်ဖွဲ့ဝင်နှစ်ယောက်ကိုဖမ်းတယ်တပ်ဖွဲ့ဝင်ထိပ်ပိုင်းကောင်းဆောင်နှစ်ယောက်ကိုဖမ်းထားတဲ့ကိစ္စဖြစ်တယ်အဲ့တော့ NUG ကကြီးညာပေးရတယ်ဟုတ်ပါတယ်ဆိုပြီးတော့နော်ဘယ်သူတွေလဲဆိုတော့ဒီမန္တလေးပီဒီအက်ပြည့်ဘိုးဦးဆောင်ဘိုးဦးဆောင်ကော်မတီဝန်အုပ်ဖြစ်တဲ့မုံတိုင်းမုံတိုင်းကိုမုံတိုင်းပေါ့သူကစည်ရေးဌာနဌာနကြီးမှုတဲ့နောက်သူကကိုနိုင်ကြီးဗန္ဒာရေးရှာဖွေမှုဌာနကြီးမှုနော်အဲ့သူတို့နှစ်ယောက်ကတဲ့ ကာလာတမိုကြီးမှာတော့တပ်ပိုင်ဘန္နာပစ္စည်းချို့ကိုတိုက်ရဲစီမင်းစည်းကမ်းလုံးလုံးများကိုချိုးဖောက်ပြီးတော့တရားမဝင်ထုတ်ယူသွားခဲ့ကြောင်းဤဖြစ်စဉ်အတွက်အပြစ်ရှိကြောင်းအစိုးရဘဏ္ဍာပစ္စည်းများကိုတတ်ထန်သို့အမြန်ဆုံးပြန်လည်အနိုင်ရမည်ဖြစ်ကြောင်းဤပြမှုအတွက်တက်ကပေးရသည့်ပြည်ထောင်ခံယူဖြစ်ကြောင်းလွန်ခဲ့တဲ့ဩဂုတ်လ2025ဩဂုတ်လပြုလုပ်ခဲ့တဲ့၎င်းတို့ကိုယ်တိုင်ပါဝင်နေရတဲ့ဗဟုဥဆောင်ကော်မတီမှဆုံးဖြတ်ခဲ့ဖြစ်တဲ့ဒီဆုံးဖြတ်ချက်နဲ့ကိုစက်တင်ဘာစက်တင်ဘာလမှာကျင်းပတဲ့တက်များတက်ရတက်မှုများ6လပတ်အစည်းအဝေးမှာထက်လောင်းတည်ပြုတယ်ဒါတိုးတော်လည်းဒီကာလမှာတော်လည်းချင်းရ၎င်း၎င်းတို့နှုတ်ဦးမြေတားရခံချက်ရ၎င်းအခြားထောက်ရှုရမယ့်အခြေအနေများရ၎င်းပြည်ထောင်များကိုလက်တွေ့ချမှတ်ခြင်းမပြုသေးပဲယာယီဆိုင်ငံခဲ့ပါတယ်တဲ့ တို့တော့တို့ရတယ်နဲ့တခါတော့အခုချိန်ကြီးဘာနာပစ္စည်းမဲအဖို့ပေါ့ဗျာဒါဆိုရင်အဲ့ဒါဘလို့မလုပ်တဲ့အတွက်တို့တို့နှုတ်အုံလုံးကိုတဲ့လက်ရှိတိုက်ရဲတာဝန်အားလုံးကရက်စဲရက်ဆိုင်တယ်လက်ရှိနှုတ်အုံလုံးကိုလက်နဲ့ဖြုတ်သိမ်းပြီးတော့အချုပ်ပြင်ထိန်းသိမ်းထားရှိပါတယ်အဲ့ဒါဘယ်နေရာဆက်လဲဆိုတော့နိုဝင်ဘာ15ရက်ရက်နေရာစပြီးတော့တို့ဖမ်းဆီးရောဖမ်းပြီးတော့တာဝန်ကြီးရက်ဆိုင်တယ်လက်နဲ့တွေဖြုတ်သိမ်းပြီးတော့အချုပ်လက်ထည့်ထားတယ်ဆိုရဲအကြောင်းကိုဒါဒီမန္တလေးပြည်ထဲကနေထုတ်ပြန်တယ်ထုတ်ပြန်ပြီးတော့ဒါတို့ရှင်းတယ်အဲ့တော့ NUG ရဲ့အဲ့ဒါကိုအတီးပြုတ်ပြီးတော့ဟုတ်တယ်ဖမ်းထားရဆိုပြောတယ်အဲ့တော့ဟိုရှင်းပြရအောင်အကောလောကဓာတုသားပြန်စားနေကြပြီစားနေကြပြီချင်းချင်းပဲအဲ့တော့မိုးကုတ်ကိစ္စနဲ့ဆက်ဆက်နေတယ်မိုးကိစ္စအဲ့တော့မိုးကုတ်ကိစ္စနဲ့ဆက်ဆက်နေဆိုတော့မိုးကုတ်ကိစ္စမှာ TNL ရဲ့ ဟိုတိုက်ရရတာတိုင်တိုင်ပြီးတော့မျိုးရဲပြောင်းဝဲမဲ့ကိစ္စအဲ့ဒါကို PDF တွေထဲမှာမကျင်းတဲ့ကောင်ရှင်ကျင်းတဲ့ကောင်ရှိတယ်အကျိုးစီးပွားရေးရှိတယ်ပတ်လည်ရိုက်ပြီးတော့မှဟိုအားတို့ဒီဟိုဟာဗလဲဟိုဒေါက်တာသူစိုးသူရဇော်ရေနောက်တစ်ခါတေစာဆန်းရေသူတို့နှစ်ယောက်နဲ့ NUG ကလူတွေနဲ့လဝါချင်းရိုက်ဒီနှစ်ကောင်ဆွဲစီဖမ်းထက်အဲ့ဆက်ရောသူတို့ချင်းပတ်လည်ရိုက်ရှုပ်နေစလမ်းပါသူတို့သူတို့ချင်းရောရှုပ် show နေတဲ့ကိစ္စတော့ဘလို့ရှင်းရမလို့တော့မသိဘူး NUG ကတော့ ဒီကိစ္စဝင်ရှင်းပေးမလားလို့မင်းအယူဂျီရှင်းလို့ပြည်လဲသွားတယ်အမှုဘယ်မှမရှိခဲ့ဘူးအဲ့တော့အဲ့လိုနေပဲအဲ့ညောင်လဲဘယ်နေဘယ်မှာဘသူတက်လို့တည်သွားမှမသိသူမဟုတ်ဘလို့တည်သွားမှမသိပဲတည်တယ်ဆိုတော့ပျောက်သွားအောင်ထင်ပါတယ်အဲ့တော့သူတို့ချင်းချင်းလဲ နောက်ကျောဒါနဲ့တူအချင်းချင်းစောင့်နေကြတယ်ဘာလို့လဲဆိုတော့အချိုးစည်းဝါးတွေကတျောက်တျောက်ရလာတယ်သူရတယ်ငါရတယ်သူရပြီငါမရဘူးဒီကောင်ရတယ်ငါမရဘူးအတကောင်တကောင်ပါတယ်ဟောမအဲ့မှာချင်းချင်းကကြည့်နေတာတျောက်တျောက်ကိုကြည့်နေအဲ့တော့စော်ကြတာအခုအချင်းချင်းပြန်စော်ကြရင်အခုနှစ်ယောက်ကိုအချင်းချင်းပြန်ဖမ်းတဲ့ဇာတ်လမ်းတွေဖြစ်ကုန်တယ်မန္တလေး PDF ကဖမ်းလို့ဆိုမန္တလေး PDF လည်းဇာတ်ကောင်းကွဲချင်းရောက်လာပြီဆိုတော့တွေ့ရပါတယ်ဒါလေးပြောရင်လည်းနောက်ဆုံးပေးတစ်ခုကတော့အဲတရုတ်နဲ့ဂျပန်အကြားတင်းမာမှုနဲ့ပတ်သက်ပြီးတော့မြန်မာရဲ့သဘောထားဆိုပြီးတော့ဘုကျဘုကျဇော်မင်းထွန်ကနေပြီးတော့မီဒီယာမှာထပ်ဖြေပါတယ်အဲမီဒီယာမီဒီယာကတခုကမေးပါတယ်မေးတဲ့ခါမှာသူဖြေပါတယ်အဲ့ဒါဘာလို့ဆိုအချက်သုံးချက်နဲ့ဖြေပါတယ် ဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြောကြားချက်နဲ့ပတ်သက်ရေးနဲ့အဲတစ်ချက်ကမြန်မာနိုင်ငံသဘောထားတစ်ချက်ကမြန်မာဆွေရာတဲ့တရုတ်ရဲ့တနင်္ဂနွေနေ့မူဝါဒ One China Policy ကိုခိုင်မာစွာထောက်ခံရည်တည်ပါတယ်တဲ့တရုတ်နိုင်ငံရဲ့မူဝါဒအပေါ်မှာမြန်မာနိုင်ငံခိုင်မာစွာရည်တည်လျက်ရှိကြဖို့လေနော်ဗိုလ်ချုပ်ကြီးမြောက်နိုင်ငံတရုတ်ခေါင်းဆောင်တွေတွေ့ဆုံချိန်မှာထပ်လောင်းအတည်ပြုပြီးတော့ခိုင်မာစွာပြောကြားခဲ့ပါတယ်တဲ့ တိရမနိုင်ငံအိန္ဒိယမိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီးတော့မဟာဗျူဟာမိတ်ဖက်နိုင်ငံများနဲ့အေတူပူများအတိုက်ဝန်းကိုတည်ဆောက်နေတဲ့နိုင်ငံများဖြစ်ပါတယ်ဒီအချက်ပေါ်မှာမြန်မာအထူးအလေးထားတမိုးထားပါတယ်တဲ့နော်ငင်းချက်ကဒူတီရှင်တဲ့နိုင်ငံမူကြီး၅ချက်ရဲ့ပထမအချက်ပါတိုင်းတရုတ်နိုင်ငံနေမြေတိပဲနေမြေတည်ထောင်ခိုင်မြှုပ်မှုနဲ့ချုပ်ချာအာဏာပိုင်ဆိုင်မှုပေါ်မှာမြန်မာကလေးစားပြီးတော့ဒီအချက်ပေါ်ကာကွယ်ခြင်းကိုမြန်မာကအစဉ်မြဲထောက်ခံရည်တည်ပါတယ်ဆိုပြီးတော့ဒါဘုဒ္ဓဆောင်မြန်မာထပြီးတော့ဖြီသွားတယ်ပေါ့နော်ဆိုတော့ဂျပန်နဲ့တရုတ်နဲ့တင်းမှမှုကိုမြန်မာနဲ့ဗာဆိုင်လို့လေလို့ယုတ်တည်းမင်းမေးစရာရှိတာပေါ့နော်ကျွန်တော်လည်းယုတ်တည်းစဉ်းစားတာပဲဒါပေမဲ့ဩဆိုင်လို့ဖြီတာပေါ့ ဆိုင်လို့ဖြေရလေမဆိုင်ပဲဖြေမလဲเนาะဒီလိုဖြေမှလည်းအဲဖြေမှလည်းကျွန်တော်တို့ရဲ့ဟိုအတန်လေးထွက်ပါဘူးအဲ့တော့ဆိုင်လို့ဖြေပြီးတာအဲ့တော့ တရုတ်ကိုလည်းသိစေခြင်းနဲ့ဂျပန်ကိုလည်းသိစေခြင်းနဲ့အတွက်ဒါဗိုလ်ချုပ်သမ္မတတို့ကမီဒီယာကနေပြီးတော့ဖတ်ဆိုပြီးတော့ဒါသတင်းထုတ်ပေးလိုက်တာဖြစ်တယ်အဲ့တော့တရုတ်ကတရုတ်ကဂျပန်ကိုကူဆိုရင်သိတော့ပါပြီမြန်မာ့သဘောထားကိုတရုတ်ကဂျပန်သိတော့ပါပြီအဲ့တော့ဂျပန်လည်းသူကသူ့ပုံစံသူစဉ်းစားလိမ့်မယ်တရုတ်ကလည်းသူ့ပုံစံသူစဉ်းစားလိမ့်မယ်ဂျပန်နဲ့ပတ်သက်ရင်တော့မကြခင်ရပိုင်းမျိုးတွေမှာလည်းကြားတာပေါ့နော်အာမစ္စတာဆဆကာဝါတို့လည်းလာဖို့ရှိတယ်လို့သတင်းကြားပါတယ်တချိန်ထဲမှာပဲအာဒီဒီဒီမစ္စတာဝါတာနာဘေးရဲ့မိသားစုဝင်တွေပေါ့နော်တားတွေပေါ့နော်သူတို့ဖွဲ့လာဖို့ရှိတယ်လို့ကြားပါတယ်အဲ့တော့ဂျပန်ဘက်ကလည်းအဲ့ဒီဖွဲ့လာမယ်အခုလက်ရှိလက်ရှိဝင်းကျုံတဲ့ဖွဲ့ကလည်းတချိန်တော့ရှင်းစောဘေးအုပ်စုပေါ့နော်ရှင်းစောဘေးအုပ်စုဆိုတော့ဒီတပ်တော်နဲ့လည်းအတိုက်ခံအရန်လုပ်တဲ့အဖွဲ့ကြီးတော့မဟုတ်ဘူးအဲ့က ခါကျတော့ဘာပြောဂျပန်မှာစစ်ဆန်ရရလဲပြန်ကောင်းလာနိုင်ချင်ရှိသလားလို့မင်းအလားလာကောင်းလဲရှိကောင်းလဲရှိနိုင်တယ်အဲ့တော့ဝါဒနာဘေးတို့ဝါဒနာဘေးမိသားစုနဲ့ဒီဆဆကာဝါကြီးတို့အဖွဲ့တွေကဘယ်လောက်သူတို့လုတ်ပေးနိုင်ပြီညီမနဲ့ပတ်သက်ဘယ်လိုသဘောထားရှိမလဲစောင့်ကြည့်ရမယ်အဲ့တော့တေယုတ်ကလည်းညီမနဲ့ပတ်သက်ရင်သဘောထားအမှန်ထားသဘောထားအမှန်ထားသလားမထားသလားကျွန်တော်စောင့်ကြည့်ရမယ်ဒါဆိုတော့တေယုတ်ရဲ့တေယုတ်ကကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်တကယ်ပါခင်ဗျာပုံမှန်လည်းပြောရတယ်တေယုတ်ကညီမနဲ့ပတ်သက်တေယုတ်ကအရန်ကိုစေနာရှိတယ်ဘလောက်ဒီစေနာရှိတယ်လို့မင်းတေယုတ်စေနာရှိဘလောက်စေနာရှိလဲဖြစ်နိုင်ကျွန်တော်အိမ်ထဲကြီးတော့ဝင်ပြီးစီမံခံဝေးပေးချင်တာတေယုတ်ကအဲ့လောက်ထိသူတို့စေနာရှိတယ်ကျွန်တော်တို့ပုံတကယ်ပေါ့လားတေယုတ်ကအဲ့လိုစေနာထားတာ ူကသူ့နိုင်ငံရေးစီမံရေးနေမဟုတ်တော့ဘူးသူကလိုရရင်ကျွန်တော်တို့နိုင်ငံပေါ်မှာစေနာကြီးကြီးမားထားပြီးတော့ကုညီနေတာတွေကကျွန်တော်တို့နိုင်ငံရဲ့အရေးတဲ့ထိပါတော့ဝင်ပြီးလိုရရင်စီမံပေးချင်တာဟိုကရှမ်းမြောက်ကသူစီမံပေးတယ်ကုညီပေးတယ်ဟာဘယ်လောက်ဒီကုညီချင်လဲမင်းနော်ခင်ဗျားတို့ကျွန်တော်တို့အိမ်ကြီးရဲ့ထိအောင်သူကလိုက်ပြီးစီမံပေးချင်တာအဲ့လောက်ထိတေးဟိုကျွန်တော်တို့ပေါ်မှာတအားကိုစေနာထားတယ်ဆိုတော့ကျွန်တော်တို့သိတယ်ကျွန်တော်လက်ခံတယ်ဒါဒါကျွန်တော်တိပြီးသားနော်ဖြစ်နိုင်ရင်တော့အဲ့လိုအဲ့လိုရှိတော့ဘာပြောတိောက်ကတည်းကစေနာထားပုံကြီးကျေးဇူးကြီးမားပုံကြီးတွေးတွေးပြီးတော့ဒသိသိတွေးတွေးပြီးတော့ညာလည်းဥဒုံကြီးချအောင်ဖြစ်တယ်နော်အဲ့လိုပြောမိတွေးမိတယ်ပေါ့နော်ဒါတွေးမိတာအဲ့တော့လို့ဖြစ် တရုတ်မှာဆက်ဆက်ရရတော့တရုတ်မှာဆက်ဆက်ရရတော့ဒါလက်ရှိဒီစက်ဆိုးရဖွဲ့တွေကောင်းကောင်းမို့စနစ်တကျတော့ပပလာနဲ့ကင်တွေဆက်ဆံနေတာတော့တွေ့ရတယ်လို့ပဲကျွန်တော်မြင်တယ်အဲ့လိုမြင်နေတယ်ပြောရင်းနေတယ်